2025ခုနှစ်ဖေဖော်ဝါရီလရဲ့မနက်ခင်းတခုမှာအော်စတြေးလျတော်ဝင်ရေတက်ကရေဒါကပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုရုတ်တရက်ထောက်လန်းမိပါတယ်။အဲ့ဒါကတော့တရုတ်အမှတ်သားပါတဲ့စစ်သင်္ဘော အုပ်စုတစုဟာအော်စတြေးလျရဲ့အရှေ့မြောက်ဘက်ပင်လယ်ပြင်ကိုတိတ်တိတ်ဆိတ်ဆိတ်ချင်းကပ်လာနေတာပဲဖြစ်ပါတယ်။ပထမတော့ရေဒါဖန်သားပြင်ပေါ်မှာမိတ်တုတ်မိတ်တုတ်ဆက်ကလေးတွေဖြစ်မြင်နေရပြီမဲ့မိနစ်အနည်းငယ်ကြာတော့ဂျိုဒုတပ်ပုံတွေကအတီးပြူလိုက်ပါတယ်။ဒါဟာတရုတ်ပြည်သူလက်မျိုးရေးတက်မတော်ရေတက်ရဲ့ စစ်သည်မော်ဂျီ၃ဒီပါဝင်တဲ့အပြည့်စုံရေတက်တိုက်ခိုက်ရေးအုပ်စုကြီးဖြစ်နေပါတယ်။ဒါဟာရုတ်တရက်ပေါ်လာတဲ့တရုတ်ရေတက်ရဲ့စစ်အင်အားပြသမှုနဲ့အမေရိကန်ရဲ့ပြတ်သားတဲ့တုံ့ပြန်မှုတွေရဲ့အစားပါ။ဩစတြေးလျရဲ့ကမ်းလွန်မှာဖြစ်ပေါ်လာတဲ့ဒီအခြေအနေဟာ27ရာစုရဲ့အကြီးမားဆုံးသောရေတက်ပြိုင်ဆိုင်မှုရဲ့ရှေ့ပြေးနမိတ်ပါပဲ။ဒီအဖြစ်ပြက်ရဲ့အသေးစိတ်အချက်အလက်တွေအင်အားကြီးနှစ်နိုင်ငံရဲ့ရေတက်အင်အားနှိုင်းယှဉ်ချက်တွေနဲ့ ဒီလိုအခြေအနေတွေဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတဲ့မေးခွန်းတွေကိုသိချင်နေမယ်လို့ယုံကြည်ပါတယ်။အချိန်မဆွဲပဲစလိုက်ကြရအောင်ပါ။ဒီလိုရောက်လာတာကိုကြိုတင်သတိပေးတာတန်တမန်လမ်းကြောင်းကနေအကြောင်းကြားတာမျိုးလုံးဝမရှိပဲတိတ်ဆိတ်အေးဆက်တဲ့ပုံစံနဲ့စိန်ခေါ်မှုအပြည့်နဲ့ရောက်ရှိလာတာပါ။သူတို့ရောက်နေတဲ့ကွာဝေးကဩစတြေးလျရဲ့ဆစ်ဒနီကမ်းရိုးတန်းကနေမိုင်190လောက်သာဝေးပါတယ် ဒါဟာအမေရိကန်ရဲ့အနီးစပ်ဆုံးမဟာမိတ်နိုင်ငံတွေကတနိုင်ငံရဲ့အနီးဆုံးကိုရောက်လာတာပါ။ဩစတြေးလျရေတပ်ရဲ့အစစ်အမြေဆုံးဖြတ်သိမ်းမောဖြစ်တဲ့ HMS Hobart ပေါ်မှာအရေးပေါ်အနေအောင်တတိပေးတံတွေထွက်ပေါ်လာပါတယ်။သင်္ဘောသားတွေဟာသူတို့ရဲ့တိုက်ခိုက်ရေးနေရာတွေကိုအလူအယက်ယူပြီးမျက်လုံးတွေကဖန်သားပြင်ပေါ်မှာစူးစိုက်နေကြပါတယ်။နားတွေကလည်းလက်စစ်တိုင်လိုက်နှိုင်းနှိုင်းကိုဖမ်းယူဖို့စူးစမ်းနေကြပါတယ်။ အပြင်ဘက်မှာတရုတ်စစ်သည်မောကြီး၃ဒီရဲ့အေယာမပုံရိပ်တွေဟာမှန်မလူကနေတဖြည်းဖြည်းထင်ရှားလာပါတယ်။ဒီအချိန်တွေဟာပုံမှန်ကိစ္စမဟုတ်ပါဘူး။ဒါဟာစစ်ရင်အားပြသမှုတစ်ခုဖြစ်ပြီးအော်စတြေးလျရဲ့ပင်လယ်ပြင်မှာတိုက်ရိုက်ဖြစ်ပျက်နေတာပါ။ကာကွယ်ရေးကျွမ်းကျင်သူတွေဟာချက်ချင်းပဲအရေးပေါ်အစည်းအဝေးတစ်ခုကျင်းပခဲ့ကြပါတယ်။လုံခြုံရေးအကြံပေးဖွဲ့ကပင်ဒဂွန်အမေရိကန်ကာကွယ်ရေးဌာနချုပ်ကိုအရေးပေါ်အချက်ပြမှုတွေပို့ခဲ့ပါတယ်။ အမေရိကန်ရဲ့ Indo-Pacific စစ်ဌာနချုပ်ရဲ့စစ်ဦးစီးချုပ်ကလည်းဒေတာရင်းတပ်ဖွဲ့တွေကိုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။မီဒီယာတွေကဘာတွေဖြစ်နေလဲဆိုတာကိုနားလည်အောင်ရုံးကန်နေရချိန်မှာပဲအမေရိကန်စစ်ဘက်ဂျိုတူတွေဟာ သူတို့ရဲ့ပလန်တွေကို ပြန်ညှိပြီးတရုတ်ရဲ့ Zori တိုက်ခိုက်ရေးအဖွဲ့ကိုချိန်ရွယ်စောင့်ကြည့်နေပါပြီ။ဘာကြောင့်အခုချိန်မှာတရုတ်ကဒီလိုလှုပ်ဆောင်တာလဲ။ဘာကြောင့်တရုတ်ကအခုချိန်မှာဒီလိုလှုပ်ရမျိုးကိုလှုပ်ဆောင်မှုရွေးချယ်တာလဲ။ ။ဘာကြောင့်ဩစတြေးလျအနီးပင်လယ်ပြင်ကိုပြစ်မှတ်ထားတာလဲ။ဒီဒေသကိုအမေရိကန်ကယာစုနှစ်နီးပါးလောက်လုံခြုံရေးပေးထားတာပါ။တချို့လေလာသုံးသက်သူတွေကဒါဟာနယ်နိမိတ်တွေကိုစမ်းသတ်တဲ့လုပ်ရဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ American Australia မဟာမိတ်ဖွဲ့ရဲ့တုံ့ပြန်မှုကို တိုင်းတာတဲ့စမ်းသတ်မှုတစ်ခုလို့မြင်ကြပါတယ်။တချို့ကတော့ဒါဟာရေချီစီမံကိန်းရဲ့အစမျှသားလို့မှတ်ယူကြပါတယ် တရုတ်ရည်တက်ရဲ့ကိုကန်ယိုရန်နဲ့ဝေးတဲ့နေရာတွေမှာစွမ်းအားပြသနိုင်ကြောင်းကိုစမ်းသပ်ပြီးဝါရှင်တန်ကိုဘယ်ပင်လယ်ပြင် area မှာလုံခြုံတဲ့ဇုံလို့မယူဆနိုင်တော့ဘူးဆိုတော့ရှင်းလင်းတဲ့သတင်းစကားပေးပို့နေတာလို့လည်းရှုမြင်ကြပါဗျ။ဒီတင်းမှမှုကတနတ်တန်တွေကနေလာတာမဟုတ်ပါဘူး။ဒါဟာချင်းချောင်းနေတဲ့တိတ်ဆိတ်ချင်းကနေလာတာပါ။ဘသူမှခလုတ်မဆွဲသေးပေမဲ့လူတိုင်းရဲ့လက်ချောင်းကတော့ခလုတ်ပေါ်မှာတင်နေပါဗျ။ ဒါဟာရာသူနှစ်ရဲ့အကြီးမားဆုံးသောဂျေတက်စူပါပါဝါနှစ်ခုကြားကမဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုရဲ့အစမှတ်ပါပဲ။လှုပ်ရှားမှုတိုင်းကထိန်းချုပ်လို့မရတဲ့ပဋိပက္ခကိုဥတီသွားနိုင်တဲ့တိတ်ဆိတ်တဲ့စစ်တူရင်ပွဲတစ်ခုပါပဲ။ဩစတြေးလျရဲ့ဂျိုတင်တတိပေးလင်ရင်တစည်းကတရုတ်သင်္ဘော အုပ်စုလေ့ကျင့်တဲ့နေရာနဲ့အရန်နီးကက်စွာပြန်တမ်းမိရင်ဘာဖြစ်မလဲ။တရုတ်ရဲ့ J15 တိုက်လင်ရင်တစင်းကအနီးနားမှာကင်းလှည့်နေတဲ့ American ဖြတ်သင်းဘောပေါ်ကို ရုတ်တရက်ရေဒါနဲ့ချိန်လိုက်ရင်ဘာဖြစ်မလဲ။ ဘသူမှတိကျတဲ့အဖြေမရှိပါဘူး။ဒါပေမဲ့တခုတော့ရှင်းပါတယ်။အဲ့ဒီအချိန်ကစပြီးဒီဂိမ်းကဘရောမှအရင်လိုမဟုတ်တော့ပါဘူး။အင်အားပြိုင်ဆိုင်မှုစတင်ခြင်းတရုတ်ရစ်တပ်ဟာအော်စတြေးလျကန်ရမ်မှာမှပေါ်လာပြီး24နာရီမပြည့်ခင်မှာပဲအမေရိကန်လေရင်တင်သင်းမောခြေရာကန်စနစ်ကနေနောက်ထပ်အချက်ပြမှုတစ်ခုပေါ်လာပါတယ်။ USS Ronald Reagan လို့ခေါ်တဲ့ Nimitz class nuclear science တုံးလေရင်တင်သင်းမောကြီးဟာ ဖိလစ်ပိုင်ပလင်ကနေတောင်ဘက်ကိုဥတီပြီးလမ်းကြောင်းပြောင်းနေပါတယ်။သူနောက်မှာတော့အားကောင်းတဲ့အဆောင်ချက်အုပ်စုတစု လိုက်ပါလာပါတယ်။တင်ဂွန်ဒရိုဂါ class cruiser နှစ်စီး၊ Alaf Baglex destroyer သုံးစီးနဲ့သမုတ်ထရအောင်မှာတိတ်တဆိတ်ရွေရှားနေတဲ့ Virginia class attack submarine အနည်းဆုံးတစ်စီးလို့ဖြစ်ပါတယ်။တရင်ဝင်ထုတ်ပြန်ကြေညာချက်မရှိခဲ့ပေမဲ့စစ်ရင်အားပြသမှုကစတင်နေပြီပဲဖြစ်ပါတယ်။ညနေပြင်ပေါ်မှာတစ်ဖက်စလုံးက လုံခြုံတဲ့အကွာအဝေးကိုထိန်းထားခဲ့ကြပါဗျ။ဒါပေမဲ့တကယ်တမ်းမှာတော့ဒါဟာမဟာဗျူဟာနီးပညာနဲ့ရေရှည်တိုက်ခိုက်ရေးစွမ်းရည်တွေပါဝင်တဲ့အပြည့်အစုံသောရင်ဆိုင်မှုတစ်ခုပါပဲ။ဝါရှင်တန်နဲ့ပေကျင်းနှစ်ဖက်စလုံးကဒီရေတပ်ပြိုင်ပွဲရဲ့အနိုင်ရသူဟာပင်လယ်တွေကိုထိ ंछ ုပ်ရုံသာမကကမ္ဘာလုံးဆိုင်ရာအော်ဒါလွှမ်းမိုးမှုကိုပါရရှိမယ်ဆိုတာရှင်းရှင်းလင်းလင်းနားလည်ထားကြပါဗျ။တရုတ်နှင့်အမေရိကန်ရေတပ်အင်အားနှိုင်းယှဉ်ချက်အရ တရုတ်နိုင်ငံမှာလက်ရှိကမ္ဘာအကြီးဆုံးရေတက်ရှိပြီးသင်္ဘော940စီးကျော်ရှိပါတယ်။ဒါဟာအမေရိကန်ရေတက်ရဲ့အရွယ်စားထက်နှစ်ဆနီးပါးပိုများပါတယ်။ဒီရေတွက်ကဆွဲမက်ဖွယ်ကောင်းပေမဲ့ဒါဟာအပေါ်ယံမျှတာဖြစ်ပါတယ်။လေယာဉ်တင်သင်္ဘောများအမေရိကန်မှာနျူကလ িয়ার ဆွမ်းအင်တုံးလေယာဉ်တင်သင်္ဘော70စီးပိုင်ဆိုင်ပါတယ်။ဒီလိုရေပေါ်ခံတက်ကြီးတွေဟာလေယာဉ်80ကျော်တည်ဆောင်နိုင်ပြီး လောင်စာဖြည့်စရာမလိုပဲလာပေါင်းများစွာဇက်တိုက်လည်ပတ်နိုင်ပါတယ်။တရုတ်မှာတော့လင်းတင်တင်မော၃စီးသာရှိပါတယ်။အဲ့ဒီထဲမှာတစီးကဆိုဗီယက်ခေတ်ကတင်မောကိုပြန်လည်ပြင်ဆင်ထားတာဖြစ်ပြီးနောက်တစီးကပုံမိုခစ်မိပေမဲ့ခင်းနောက်ကျနေတဲ့ ski jump launch system ကိုပဲသုံးနေသေးပါ။ Fujian ဆိုတဲ့တစည်းတဲ့သော American နည်းပညာနဲ့ဆင်တူတဲ့လျှက်စစ်တမ်းလိုက်လင်းရင်ပြစ်လွတ်စနစ်တက်ဆင်ထားပေမဲ့လုံးဝစိတ်ချရတဲ့လုပ်ငန်းဆွမ်းဆောင်ရည်ကိုမရရှိသေးသလို အရေးအကြီးဆုံးကတော့တကယ့်တိုက်ပွဲအတွေ့အကြုံမရှိသေးတာပဲဖြစ်ပါတယ်။ဒုံးကြီးများနဲ့စနစ်များအอสတြေးလျကိုချင်းကပ်လာတဲ့တရုတ်ရဲ့ Zori ဖြတ်သင်းမောပေါ်မှာဒုံးကြီးပြစ်လွတ်ဆက်112ခုတက်ဆင်ထားပြီးဒါဟာ American ရဲ့ Ticonderoga Clax Cruiser နဲ့အရေးအတွက်အားဖြင့်နှိုင်းယှဉ်နိုင်ပါတယ်။ဒါပေမဲ့ဒုံးကြီးတွေရဲ့အရေးအသွေးကတကယ်ကိုကွာခြားစီတာပါ။ American ဒုံးကြီးတွေဖြစ်တဲ့ တော်မာဟော့ခ်ဘလော့ဖိုက်ကပြစ်ခတ်နိုင်တဲ့အကွာအဝေးပိုဝေးတယ်။ပိုတိကြပြီးရေဒါပိတ်ဆို့မှုကို ပိုခံနိုင်ရရှိပါတယ်။တရုတ်တုံးကြီးအများပြားကတော့ဆန်းသက်ဆဲအစင်မှာရှိနေသေးပြီးတိုက်ပွဲတွေ့ကြုံမရှိသေးပါဘူး။ American ဂျီတက်မှာ Aegis System လို့ခေါ်တဲ့အစင်မြင်ပေါင်းဆက်အာယုံခံကရိယာနဲ့လက်နက်ကုန်ရင်တစ်ခုရှိပါတယ်။ဒါတွေကိုဖြတ်သိမ်းမော့နဲ့ cruise သင်းမော့တွေမှာတက်ဆင်ထားပြီးရေရှည်တုံးကြီးကာဝေးရေ firewall တစ်ခုကိုဖန်တီးနိုင်ပါတယ်။ တရုတ်မှာလည်းအလားတူစနစ်တွေရှိပေမဲ့ Ajax လိုပေါင်းစပ်ညှိနှိုင်းပြီးအလွှာပေါင်းစုံတိုက်ခိုက်နိုင်စွမ်းကိုတတ်သိပြနိုင်တာမျိုးမရှိသေးပါဘူး။ရေငုပ်သင်္ဘောများတရုတ်မှာရေငုပ်သင်္ဘော80ခန့်ပိုင်ဆိုင်ထားပြီးနျူကလ িয়ার စွမ်းအင်သုံးပယ်ထိန်ထုံးကြီးရေငုပ်သင်္ဘော Type 094နဲ့တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ Type 093 Type 039တို့ပါဝင်ပါတယ်။ဒါပေမဲ့အနောက်တိုင်းထောင်လိုင်းရေးအဖွဲ့တွေရဲ့သုံးသက်ချက်အရ တရုတ်ရင်ကုန်သင်္ဘောတွေကစူညံနေသေးပြီးအလွယ်တကူထောက်လန်းမိနိုင်ပါသေးတယ်။ American ရဲ့ Virginia နဲ့ Ohio Clucks ရင်ကုန်သင်္ဘောတွေကတော့သမုတ်တရာအောက်မှာလုံးဝနှီးပါမမြင်ရတော့အောင်တိတ်ဆိတ်ကြပါတယ်။တရုတ်ဤတိုးတက်မှုနဲ့အတွေ့အကြုံကွာဟာချက်တရုတ်နိုင်ငံဟာလှင်မြန်စွာတိုးတက်နေတယ်ဆိုတာငြင်းလို့မရပါဘူး။ဆယ်ကုနှစ်တခုအတွင်းမှာပဲလျှို့ဝှက်ရေဒါနှီးပညာအတန်ထက်မြန်တဲ့ဒုံးကြီးများနဲ့ ရန်ရည်တုတွေကိုရေတက်စီမံခန့်ခွဲမှုမှာပေါင်းဆက်ထည့်သွင်းပြီးတော့စစ်သင်္ဘောအသစ်ရာပေါင်းများစွာကိုတိစောက်ပြီးစစ်ရည်ရင်တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်နေခဲ့ပါတယ်။ဒါပေမဲ့ပေကျင်းမှာမရှိသေးတဲ့အရာတစ်ခုကတော့ကဘာတဝမ်းမှာအကြီးစားစစ်ဆင်ရေးအတွေ့အကြုံပါပဲ။ American ရေတက်ကတော့ Iraq နဲ့ Afghanistan ကနေတောင်တရုတ်ပင်လယ်နဲ့ပင်လယ်ကွေ့အထိကြီးမားတဲ့စစ်ဆင်ရေးတွေသိငဲ့တဲ့မစ်ရှင်ရာပေါင်းများစွာမှာလင်းရင်တင်သင်္ဘောအုပ်စုတွေဖြတ်သင်းမော့တွေရင်ငုံသင်္ဘောတွေကိုလေပတ်စေခဲ့ပြီးပါပြီ။ တင်မော်တွေလေတပ်အုပ်စုတွေအထူးတပ်ဖွဲ့တွေနဲ့မြေပြင်ရေဒါတွေကြားကပေါင်းဆက် တိုက်ခိုက်ရေးစစ်ဆင်မှုတွေကိုတကယ့်တိုက်ပွဲမရှင်တိုင်းမှာတဖြည်းဖြည်းချုံးမွေပြီးထိရောက်တဲ့စစ်ဆက်ရန်ရာကြီးအဖြစ်အမှားမရှိတန့်စင်အောင်လှုပ်ဆောင်ခဲ့ပါတယ်။တရုတ်ကတော့မကြသေးခင်နှစ်တွေမှာမှသူတို့ရဲ့လင်းတင်တင်မော်အုပ်စုတွေကိုအဝေးကိုစတင်စေလွှတ်နေတာပါ။ထောက်ပံ့ပို့ဆောင်ရေး logistic နဲ့တိုက်ခိုက်ရေးညှိနှိုင်းဆောင်ရွက်မှုကနေလေရင်တင်သင်မော်ရီဘော်ကနေလေရင်မှုတွေကိုလေ့ကျင့်ပြီးတာအထိအတွေ့အကြုံတွေသင်ယူနေသေးပါပဲ။ ရုပ်ဟာပေါ်ထွန်းလာတဲ့တက်သစ္စာအင်အားတစ်ခုမှမဟုတ်တော့ပါဘူး။သူတို့ဟာအခုဆိုရင်ပင်လယ်ပြင်ဆိုင်ရာ စီးမင်းစည်းကမ်းတွေကိုစိန်ခေါ်နေတဲ့အင်အားကြီးနိုင်ငံအဖြစ်လှုပ်ဆောင်နေပါပြီ။အဲဒီစီးမင်းတွေရဲ့ထိန်းချုပ်သူဖြစ်တဲ့အမေရိကန်ကလည်းနောက်ဆုတ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။အင်အားကြီးနိုင်ငံတစ်ခုစလုံးကအကြီးစားရင်ဆိုင်မှုကတော့ဖြစ်မလာသေးဘူးဆိုတာနားလည်ထားကြပါရစေ။ဒါပေမဲ့စစ်တူရင်ကွက်တွေကတော့တဖြည်းဖြည်းချင်းနေရာတကျဖြစ်လာနေပါပြီ။ဂျီတက်စစ်တူရင်ပွဲကပုံမပြင်းထန်လာတာနဲ့မျှ မာရွင်းနဲ့လှုပ်ရှားမှုတစ်ခုတည်းနဲ့တောင်ပင်လယ်ပြင်ကိုမီးတောက်စေနိုင်ပါတယ်။အတိတ်ကရေတပ်စစ်ပွဲတွေဟာစစ်သည်မော်ရီကြားကပြင်းထန်တဲ့အမြောက်တိုက်ပွဲတွေနဲ့ထင်ရှားခဲ့ပေမဲ့ခင်မီရေတပ်စစ်ပွဲဟာတိတ်ဆိတ်ပေမဲ့အလွန်အမင်းအနေရများတဲ့မဟာဗျူဟာမြောက်ခိန်းတစ်ခုပါပဲ။လှုပ်ရှားမှုတိုင်းကိုတေချာတွတ်ချက်ထားပြီးတီရှိမှုတိုင်းကနိုင်ငံရေးအရာအတိတ်ပဲနဲ့ဆိုင်ပါတယ်။တရုတ်ကတော့ပထမကျွန်းစုဂွင်းဆက်ကိုကျော်လွန်ပြီးဩဇာချဲ့ထွင်မှုကြီးမှန်းချက်နဲ့ထိုးဖောက်ဝင်ရောက်နေတာပါ။ သူတို့ဟာသူတို့ရဲ့မူအတိုင်းအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေထိန်းချုပ်ထားတဲ့တောင်ပစိဖိတ်ဒေသအထိသူတို့ရဲ့ဩဇာလွှမ်းမိုးမှုကိုတိုးချဲ့နေပါတယ်။ဇူရီရဲ့အုပ်စုရဲ့ဩစတြေးလျကိုချင်းကပ်လာတဲ့ဖြစ်ရဟာရိုးရှင်းတဲ့စည်ရေးလေ့ကျင့်ခန်းတစ်ခုမဟုတ်ပါဘူး။ဒါဟာပေကျင်းကဂိမ်းရဲ့ဟောင်းနှဲနေတဲ့စည်းကမ်းတွေကိုစိန်ခေါ်ဖို့အသင့်ဖြစ်နေပြီဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားပါပဲ။တရုတ်ဤဝိုင်းရံပိတ်ဆို့မှုဖြိုခွဲရေးမဟာဗျူဟာ ်ဆယ်စုနှစ်နှစ်ခုနီးပါးလောက်တရုတ်နိုင်ငံက NDSX Ariel Daniel A2AD မဟာဗျူဟာကိုအဆက်မပြတ်ဖော်ဆောင်ခဲ့ပါတယ်။သူတို့ဟာတောင်တရုတ်ပင်လယ်ထဲမှာလူမနေတဲ့တန်တာကြောက်တန်းတွေကိုမနစ်မြုပ်နိုင်တဲ့လင်းရင်တင်သင်းမောများဖြစ်ပြောင်းလဲပြီးစည်ရေးခြေဆိုင်စကမ်းများသာကိုတည်ဆောက်ခဲ့ပါတယ်။ကြောက်ဆောင်ကျွန်းငယ်လေးတွေတိုင်းဟာအခုတော့ခံတပ်တွေဖြစ်နေပါပြီ။ J-16 တိုက်လေယာဉ်တွေအတွက်လင်းရင်ပြေးလန်းတွေပင်လယ်ပြင်တစ်ခုလုံးကိုစောင့်ကြည့်နိုင်တဲ့ရေဒါစနစ်တွေ HQ9 မြေပြင်မှဝင်ဟင်ပစ်ဒုံးကျည်များအတွက်ပစ်လွှတ်ဆက်တွေအရေးကြီးဆုံးကတော့ရေတက်သင်းမော်တွေကမ်းခြေဆောင်တက်သင်းမော်တွေနဲ့လက်နက်အနည်းငယ်သာကင်ဆောင်ထားတဲ့ရေချောင်းတပ်ဖွဲ့ဝင်တွေအဆက်မပြတ်တည်ရှိနေကြပါပဲဒါဟာပြိုင်ဘက်တွေအတွက်အလွန်ပြောင်းလဲပြင်လဲပြီးစိန်ခေါ်မှုများတဲ့ဒေသတစ်ခုပါပဲဒီမဟာဗျူဟာနဲ့ပေကျင်းကပင်လယ်ပြင်ကို ထိန်းချုပ်ဖို့စစ်ကြေညာစရာမလိုပါဘူးအဲ့ဒီစားမဟုတ်မခံစည်ရဲမဟုတ်တဲ့ဖိအားတွေနဲ့ ပြိုင်ဘက်ရဲ့တည်ရှိမှုကိုတဖြည်းဖြည်းလျှော့ချပစ်ပြီးအငင်းပွားနေတဲ့ရေပိုင်နက်တွေမှာသူတို့ရဲ့နေမြေပိုင်ဆိုင်ခွင့်တွေကိုဇက်တိုက်တိုးမြှင့်နေတာပါပဲ။ဒါပေမဲ့သူတို့ရဲ့ရည်မှန်းချက်တွေကအဲ့ဒီမှာရင်ရပ်တန့်မနေပါဘူး။ရေဟိုင်းရည်တပ်အုပ်စုကိုအော်စတြေးလျနီချင်းကတ်စီတာကတရုတ်ဟာသူတို့ရဲ့ကမ်းလွန်ပြင်လဲစွမ်းရည်တွေကိုစမ်းသပ်နေတယ်ဆိုတာကိုပြသနေပါတယ်။ဒါဟာအော်စတြေးလျနဲ့အမေရိကန်စီကတုံ့ပြန်မှုကိုတိုင်းတာဖို့မဟာဗျူဟာမြောက်ခုံပြန်ကြော်လွှမ်းမှုတစ်ခုပါပဲ။ အမေရိကန်ဤကဘာလုံးဆိုင်ရာကွန်ရက်မဟာဗျူဟာသူတို့ ਨੇ စံချိန်မှတ်အနေနဲ့အမေရိကန်ကတော့ကျွန်းတွေတိစောက်ဖို့မလိုအပ်ပါဘူးသူတို့မှာဂျပန်နိုင်ငံယူကိုစုကဂူအမ်ဒီအေဂိုကာစီယာနဲ့ပလဲစိတ်ကန်ဘာရိန်းနဲ့ရိုဒါအထိကဘာလုံးဆိုင်ရာစစ်အခြေစိုက်စခန်းတွေနဲ့မဟာမိတ်ကွန်ရက်တစ်ခုကိုတိစောက်ထားပါတယ်အမေရိကန်ရေတပ်ဟာလေရင်တင်သင်းမောတိုက်ခိုက်ရေးအုပ်စုတွေကိုဘယ်နေရာမှာမဆိုရက်အနည်းငယ်အတွင်းမှာချထားနိုင်ပါတယ် အမေရိကန်ရဲ့မဟာဗျူဟာကကျွန်းငယ်လေးတိုင်းကိုတိမ့်ပိုက်ဖို့မဟုတ်ပါဘူး။ဒါပေမဲ့ရေချောင်းသွားလာမှုလွတ်လပ်ခွင့်ကိုကာဝယ်ဖို့နဲ့ဘဲအင်အားကြီးနိုင်ငံမှာနိုင်ငံတကာရေပိုင်နယ်တွေကိုတဦးတည်းလဝက်ကြီးအုပ်ချင်းကနေတားဆီးဖို့ပဲဖြစ်ပါတယ်။ဒါကိုရေချောင်းသွားလာရေးစစ်စင်ရေးလွတ်လပ်ရေးကနေတဆင့်ရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီစစ်စင်ရေးတွေမှာအမေရိကန်စစ်သင်းမော်တွေဟာတရုတ်ကပိုင်ဆိုင်ကြောင်းကြီးညာထားတဲ့ရေပိုင်နယ်တွေထဲကိုတမင်တကာဖျက်ဆီးသွားလာပြီးမစင်မကျင်းလဝက်ကြီးအုပ်မှုကိုဆန့်ဆန့်ကျင်ကန့်ကွက်ပြတာပါ။ ဒါပေမဲ့ဒါကဖြတ်တန်းသွားရုံတသက်မဟုတ်ပါဘူး။ဒါဟာမဟာပြူဟာမြောက်တရင်စကားတစ်ခုပါပဲ။မတို့ဒီမှာရှိနေသေးတယ်။မင်းတို့ကိုဂိမ်းကိုထိန်းချုပ်ခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့တရင်စကားပါ။ခြေတက်အင်အားကြီးနှစ်ခုကဒီလိုကန့်တတ်ထားတဲ့နေရာမျိုးမှာလဲပက်ရတဲ့အချိန်မတော်တဆမှုတွေကအချိန်မရွေးဖြစ်နိုင်ပါတယ်။မြင်ဝင်းတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါ။တောင်တရုတ်ပင်လယ်ပေါ်မှာပေ16400အမြင့်ကနေပြန်တန်းနေတဲ့ American ရဲ့ USB8 ပိုစီတွန်ထောက်လန်းရေးလင်ရင်တစင်ရုတ်တရက်တရုတ်ရဲ့ J11 တိုက်လင်ရင်တစင်ကဘေးကနေအလောတကြီးဝင်ရောက်လာပြီး33ပေတောင်မဝေးတော့တဲ့အကွာအဝေးကိုရောက်လာတာမျိုးပေါ့ခြေတဲ့အင်အားကြီးနှစ်ခုကဒီလိုကန့်တတ်ထားတဲ့နေရာမျိုးမှာလေပတ်နေတဲ့အခါဆိုရင်မတော်တဆမှုတွေကအချိန်မရွေးဖြစ်နိုင်ပါတယ်ပိုပြီးဆိုရင်ကြာကောင်းတာကတော့ American နဲ့တရုတ်ကြားမှာစစ်အေးခစ်တုံးကလို့ပြည်ပခထိန်းချုပ်မှုရန်နေရာမရှိတာပါပဲ ရေတက်အကြီးကြီးတွေကြမှာ hotline မရှိဘူးတိုက်ပွဲဝင်စီးမြင်တွေလည်းတတ်မှတ်ထားတာမရှိပါဘူးအခြေအနေကိုချော့ချောက်ဖို့အတွက်ဘုံချက်ပြမှုတွေလည်းမရှိပါဘူးစုံမြချက်အားလုံးဟာဖြစ်ပွားရနေရကစေဦးစည်းချုပ်ရဲ့လက်ထဲမှာပဲရှိနေပြီးသူတို့ဘောဖီအားကလည်းစိတ်ကူးမမြင်နိုင်အောင်ပါပဲအင်အားကြီးနိုင်ငံတစ်ခုကြားကရင်ဆိုင်တွေ့ဆုံမှုဟာလက်နက်တွေအကြောင်းတတ်တတ်မဟုတ်ပါဘူးဒါဟာစိတ်ပိုင်းဆိုင်ရာခံနိုင်ရင်ကိုလည်းစမ်းသက်တာလည်းဖြစ်နိုင်ပါတယ် တင်မောဘော်ကတင်မောသားတွေလေရင်ဘော်ကလေရင်မှုတွေထိန်းချုပ်ရေးစင်တာကရေဒါယာရှိတွေဟာနေ့တိုင်းအလွန်မင်းတင်းပါတဲ့အခြေအနေမှာနေထိုင်နေကြရပါတယ်တခုနဲ့တခုနီးကပ်စွာဖြတ်တန်းရတဲ့အဆင့်တိုင်းဟာစီကန်းကိုစမ်းသတ်တာပါပဲထောက်လိုင်းရေးမရှင်တိုင်းဟာညံစမ်းပဟေတီတိုက်ပွဲတစ်ခုဖြစ်နေပြီးတိတ်ဆိတ်နေမလားဒါမှမဟုတ်တုံ့ပြန်မလားဆိုတဲ့ဆုံးဖြတ်ချက်တိုင်းကကမ္ဘာနိုင်ငံရေးပထဝီဝင်အနေထားကိုပုံဖော်နိုင်ပါတယ်ရင်ဆိုင်တွေ့ဆုံမှုများလေလေ တင်းမာမှုပုံမှုမြင့်တက်လာနိုင်တဲ့အန္တရာယ်ကပိုများလေလေပါပဲအင်အားကြီးနိုင်ငံတွေနောက်ဆုတ်လို့မရတဲ့ကမ္ဘာကြီးမှာကြောက်စရာအကောင်းဆုံးချိန်ချောင်းမှုက တမင်တကာစစ်ပွဲဖြစ်တာထက်အမားကနေဖြစ်ပေါ်လာတဲ့စစ်ပွဲဖြစ်ပါတယ်စစ်တနီမီပင်လယ်ပြင်ခြေနေတွေပြန်ငြိမ်သက်သွားတဲ့အခါအများစုကဒီရေခင်းပြီးသွားပြီလို့ယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့မဟာပြူဟာကျွမ်းကျင်သူတွေအတွက်တော့အဲ့ဒီတိတ်ဆိတ်မှုဟာဒုံးကျည်တန်းတွေထက်တောင်ပိုအန္တရာယ်များပါတယ် အင်အားကြီးနိုင်ငံတွေရဲ့ကမ္ဘာမှာရှားပါးတဲ့တိတ်ဆိတ်တဲ့အချိန်တွေဟာအဆုံးသက်တွေမဟုတ်ပါဘူး။ဒါတွေဟာနောက်ထပ်လှုပ်ရှားမှုအတွက်ပြင်ဆင်မှုတွေပါပဲ။တရုတ်ရစ်တပ်ဟာအော်စတြေးလျရေပိုင်တပ်ကိုမချိုးဖောက်ပဲမြောက်ဘက်ကိုနောက်ဆုံးမှစုခွာသွားခဲ့ပါတယ်။ဒါပေမဲ့အဖြေမပေါ်သေးတဲ့မေကွန်းများသာကိုတော့ခြံထားခဲ့ပါတယ်။ဘာကြောင့်တရုတ်ကဒီလိုဆွန်းလာမှုမျိုးကို လုပ်ခဲ့တာလဲ။ဒါဟာပိုကြီးမားတဲ့အရာတစ်ခုအတွက်လေ့ကျင့်မှုဖြစ်နိုင်မလား။ နောက်ထပ်ခြေအနေတစ်ခုကဖိလစ်ပိုင်ဂျပန်ဒါမှမဟုတ်ဂူအန်နီးမှာပေါ်ပေါက်လာခဲ့ရင်အမေရိကန်ရဲ့တုံ့ပြန်မှုကဆက်ပြီးထိမ့်သိမ့်သိမ့်သိမ့်ရှိနေအောင်မလားဒီလိုမျိုးခြေအနေတွေကပင်လယ်ပြင်မှာပုံမှန်အတိုင်းပြန်လဲတည်ငြိမ်သွားတယ်လို့ထင်ရပေမဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စစ်တူရင်ကွာမှာတော့တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်တွေဟာပြီးဆုံးခြင်းမဟုတ်ပဲနောက်ထပ်လှုပ်ရှားမှုတွေအတွက်ပြင်ဆင်နေတဲ့အချိန်တွေသာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ